MRTV4 ရဲ့မသမီချော်လေးဖြစ်တဲ့ဒါနမိုးတိန်ရအခုချိန်မှာသူရဲ့ခြေသူကောင်းလေးနဲ့ပြဆဲသွားခဲ့ပြီးတော့နောက်ပိုင်းမှာဖြစ်ပျက်ခဲ့တဲ့များအရာတွေကိုအခုချိန်မှာ live stream ပြီးတော့မှပြောပြခဲ့တဲ့အချိန်မှာပရိသတ်တွေကတော့တော်လေးကိုအောင်အောင်မြင်သက်ခုံရပြီးပဲဖြစ်ပါတယ်ကိုရွှေမန်းဆိုတဲ့ writer နဲ့ခြေသူတဲ့လေးနှစ်ကျော်လောက်တိကိုဖြစ်ပြီးတော့မှအခုချိန်မှာရုပ်တရက်ကြီးဆိုသလိုဒေါက်တာမလေးတယောက်နဲ့ဆက်ဆက်ပြီးတော့မှမင်္ဂလာထိန်များခဲ့သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တော်လေးကို မတိကြသေးတဲ့အချိန်မှာတော့ပိတ်သက်တွေကတော့အကြီးဖြူပြီးတော့မှကိုအပေးထောက်ကောင်ပေးနေကြတယ်အဲအချိန်မှာပဲဒါနဲ့မိုးသိနေသူတို့ရဲ့ဖြစ်ပျက်ခဲ့တဲ့များဆာနောက်ကရှုပ်ရှက်ခဲ့တဲ့ကိစ္စတွေကိုဖော်ထုတ်ပြီးတော့မှပြောပြလာခဲ့တဲ့နောက်ပိုင်းမှာတော့အတော်လေးကိုယွန်စရာကောင်းတဲ့လုံချက်တွေဆိုတော့ကိုပိတ်သက်တို့တင်းမြန်လာရပြီပဲဖြစ်ပါတယ်အတူတူလမ်းတော့လမ်းလာသွားရင်တော့မှတွေ့သည်မြအစောပိုင်းကငန်းငန်းတငိတ်ကြည့်နေတတ်တဲ့တဏှာယူဆန်နေတဲ့ ကိုရွှေမန်းကတော့အခုချိန်မှာသူရဲ့ဇနီးလောင်းအနေနဲ့ဒေါက်တာမလေးကိုပဲရွေးချယ်သွားခဲ့တာပဲဖြစ်ပါတယ်။အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့အမေရိကန်မှာနေပြီးတော့မှအားချောင်းနေတဲ့ပြည်ဟင်းတရားနဲ့တကွာပွေတိုင်းကြော်နေတဲ့ဒီဥဆောင်မင်းသားထွန်းထွန်းကတော့အခုချိန်မှာထပ်ပြီးတော့မှကိုသူ့ရဲ့တငင်းချဲ့ရင်ချာလေးဖြစ်နေတဲ့ ိုရွှေမန်းတို့ဘက်ကိုပတ်လိုက်ပြီးတော့မှကပြောနေခဲ့တယ်။အဲဒါလိုမျိုးမင်းမလို့မင်းမရစကားတွေပြောနေခဲ့တဲ့ကြားထဲမှာပြိတ္တတို့ကတော့အတော်လေးကိုဂျုံရှောင်းမုန်တီးလာရတဲ့အနေအထားတွေဖြစ်နေခဲ့ရတယ်။ဒါပေမဲ့လည်းနောက်ဆုံးသူဘက်ကနေပြီးတော့မှဒါနမိုးသိန်းကိုပြောင်းလဲပြီးတော့မှတောင်းမလာခဲ့တယ်ဆိုတော့ခိုက်တန်းတွေလည်းဓာတ်တည်ပြီးတော့တွေးမြင်နေရပါတယ်။ဒါပေမဲ့လည်းပါခင်မရှိတော့ပဲနဲ့သူရအသက်45ကလေးကနေသူရမိသားစုကိုခုလိုမျိုးသူများတွေလိုကောင်းကောင်းနေနေစားတော့ ်နိုင်ဖို့အတွက်ပတ်စံမျိုးကိုကုံယုံရှာနေခဲ့ရတဲ့အလွန်ကိုသနာစရာကောင်းလာတဲ့ဒါနာမိုးသိန်းကတော့ MRTP ဘောကနေပြီးတော့မှသစဉ်တကယ်ကိုထိတ်တမင်းသမီးတလက်အဖြစ်တကယ်ကိုဆောင်းဆောင်ရဲမြင့်မားပြီးတော့မှကိုဒီဥဆောင်မှုပိုင်းနဲ့မှပြောစရာမလိုအောင်ကတော်လေးကိုအချိန်ခဏအတွင်းမှာအောင်မြင်လာပြီးတော့မှပြည်ပြင်းစွာတရုတ်ဆောင်နေခဲ့တဲ့ပုံမှာလည်းပဲတို့ရဲ့ချစ်ခင်ဝေးအောင်ပေးမှုတွေကလည်း အလွန်ပင်ကိုခန်းစားပြီးတော့မှကိုသူရဲ့စ조사နေတဲ့အမှုပညာတွေကတကယ်ကိုထုံလင်းတောက်ပါခဲ့တာဖြစ်တဲ့မျိုးသမီးတယောက်နေနဲ့ကိုလူတွေကနေပြီးတော့မှလိုက်ညှို့ထုတ်ပြီးတော့မှကိုဝိုင်းပြီးတော့မှပြောခြင်းသလိုပြောနေပြီးတော့မှကိုတပတ်စောင်းနေပြီးတော့မှပြောနေကြတာတွေအပေါ်မှာတော်လေးကိုခန်းစားလို့မရတဲ့အထီးကိုခြေခွေးပြီးတော့မှကို live film ပြီးတော့မှပြိတ္တတွေကိုပြောပြနေခဲ့ရပြီးပဲဖြစ်ပါတယ်သူတို့ရဲ့ကိစ္စတွေထဲမှာတော့ပြိတ္တတို့ကဘလို့မျိုးတွေထင်မြင်ယူဆမိကြပါသလဲဗျာ